။တနေ့တာမှာကိုစားလိုက်တဲ့အစားအစာတွေကအာဟာရဖြစ်ရလားလို့တွေးမိဘူးလားမသိဘူးနော်။ကိုရဲ့တနေ့တာမှာစားလိုက်တဲ့အစားအစာတွေကအာဟာရမဖြစ်ပါဘူး။ကြိုက်လို့ဆိုပြီးတော့နေတိုင်းလိုလိုစားမိနေတဲ့တချို့အစားအစာတွေတော့မှပဲလူသက်တောင်းတိုးစေနိုင်ပါရဲ့။ဒါကြောင့်ဒီအစားအစာတွေကိုကိုယ်တိုင်ရောစားမိနေပြီလားဆိုတာကိုသတိထားနိုင်ဖို့အတွက်ဒီဗီဒီယိုလေးထဲမှာလူသက်တောင်တိုးစေတဲ့အစားအစာတွေကဘာလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။ဗီဒီယိုလေးမစခင်မှာညီမရဲ့ channel ဒီကို subscribe လုပ်ပါတည်။ subscribe လုပ်ပြီးတော့ဘေးနာ notification လို့လည်းထည့်ပေးပါအောင်ရှင်။ မတာနဲ့လူတက်တန်ကိုတိုးစီနိုင်တဲ့အစားအသောက်တွေထဲကပထမတစ်မျိုးကတော့အာလူကျော်ပဲဖြစ်ပါရဲ့အချိန်အကြာကြီးကျော်ထားတဲ့အစားအသောက်တွေမှာအခရီလမိုင်းလို့ခေါ်တဲ့အန်တီရရှိတဲ့ပစ္စည်းတွေပါဝင်နေပါတယ်ဒီဓာတ်ကအာလူကျော်မှာလည်းပါပါရဲ့ဒီဓာတ်တွေကိုနေ့စဉ်နဲ့အမြတ်စားမိတဲ့အခါမှာဥမကြီးကင်ဆာရှင်သားကင်ဆာစီတိတ်ကင်ဆာအစာဟောင်းအိမ်ကင်ဆာတွေခံစားနိုင်ပါတယ်ဒါကြောင့်အာလူကျော်ကိုတိုက်ရင်တော့မှပဲအိမ်မှာပဲကျော်စားပါနော်နောက်တစ်မျိုးကတော့ဟော့ဒေါ်ပါတာရှိကန်ပစ္စည်းတွေပါဝင်တာကြောင့်ကျန်းမာရေးအတွက်တကယ် ုမညီညွတ်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ဟော့ဒေါ့စားသုံးတာကဆေးလေးတောက်တယ်လို့ပဲခန္ဓာကိုထိခိုက်စေနိုင်ပါတယ်။အငံကဲတာနဲ့တာရှိကံပစ္စည်းတွေပါဝင်တာကြောင့်ဟော့ဒေါ့စားသုံးတာကကင်ဆာဖြစ်နိုင်ခြင်းကိုတိုးစေနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့မာဂျရင်းပါ။မနက်ခင်းတိုင်းမှာပေါင်မုတ်မာဂျရင်းလေးတုပ်ပြီးတော့စားရတာသဘောကျနေတဲ့သူတွေရှိပါသလား။ဒါကတကယ်တော့ကျန်းမာရေးအတွက်မကောင်းပါဘူးနော်။မာဂျရင်းမှာဟင်းသီးရက်စီတွေနဲ့အသင်ပြောင်းအစီတွေပါဝင်နေတာကြောင့်သွေးရင်းကိုလက်စထရောကိုများစေနိုင်တယ်လို့သွေးကြောတွေကိုထိခိုက်စေနိုင်ပြီးတော့နှလုံး 我最嘛，买一个咧，开心 i 嘛，一些。<music> <music> ောက်တစ်မျိုးကတော့တခြားပဲဖြစ်ပါတယ်။ချိုချိုလေးမှကြိုက်တတ်တယ်ဆိုတဲ့သူတွေတော့သတိထားသင့်ပါရဲ့နော်။အချိုတက်ကလူကိုဆွဲလန်းစေတတ်တယ်လို့သွေးရင်းစကြားတက်ကိုလည်းမြင့်တက်စေနိုင်ပါရဲ့။ဒါကြောင့်စီးချိုကင်ဆာအဝလွန်နာနှလုံးရောဂါတွေကနေကင်းဝေးစေဖို့အတွက်အချိုတွေကိုလျှော့စားဖို့ပြောပြစီရှင်။တခြားအစာတဘာဝပြားရေးစစ်စစ်ကိုအစားထိုးပြီးအစားသုံးပေးလို့ရပါရဲ့ရှင်။နောက်ဆုံးတစ်မျိုးကတော့အချိုရည်ပဲဖြစ်ပါတယ်။အချိုရည်တွေကကျန်းမာရေးကိုအထူးအခိုက်စီနိုင်ဆုံးအရာတွေထက်တစ်ခုပဲဖြစ်ပါတယ်။အရေးပြသွေးရင်းစကြားတက် ဟော်မုန်းပမာဏနဲ့စိတ်ကစားမှုတွေအပေါ်မှာပါတက်ရောက်မှုတွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်။အချို့ရေတွေကတကြားရက်တွေပေါ်မှုများသလိုတာရှည်ကံပစ္စည်းတွေလည်းပါဝင်နေတာကြောင့်ကျန်းမာရေးအတွက်အကောင်းကျိုးဆိုတာမရှိသလောက်ပါပဲ။ဒါကြောင့်ကိုယ်တိုင်တစ်တီကိုလက်လက်ဆက်ဆက်ကြိတ်ပြီးတော့တောက်ဖို့ပဲပြောပြစီရှင်။အစားအသောက်တိုင်းကကျန်းမာရေးကိုထိခိုက်စေတာမဟုတ်ပေမဲ့လည်းတာရှည်ကံပစ္စည်းတွေအချို့ပမာဏကဲတာတွေနဲ့တခြားသောအန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေတာကြောင့်ကျန်းမာရေးကိုထိခိုက်စေရပဲဖြစ်ပါတယ်။ ဒါကြောင့်ကိုစားသွင်းလိုက်တဲ့အစာအသောက်တွေကခန္ဓာကိုယ်ထိခိုက်လာမျိုးတွေမဖြစ်စေဖို့အတွက်အစာအသောက်တွေကိုစားသွင်းတဲ့အခါမှာပါဝင်ပစ္စည်းတွေကမဟုတ်တဲ့ဆိုတာကိုသိချာဖတ်ကြည့်ပြီးရွေးစီခြင်းပါတယ်ရှင်။ဘေးကင်းတဲ့စားသွင်းမှုပုံစံတွေကိုမွေးမြူနိုင်ကြပါစေလို့တိုက်တွန်းနေပေညီမရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။